လူတယောက်ဟာသူများအလှလူတာကိုတားမြစ်လို့ရှိရင်တဲ့အနေရဲ့၃မျိုးလှုပ်ထားရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုလည်းမဆိုင်လက်ထပ်ဒီ၃မျိုးကိုအနေရဲ့ပြုတာရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်ဟောအလှူတာရဲ့ကကုသိုလ်ရဖို့အတွက်အနေရဲ့ဖြစ်တယ်ဟုတ်လားလှူတဲ့လူကသူကသွားဟန်တာလို့မလှူနဲ့လို့ပြောသည့်အတွက်ကြောင့် ကုသိုလ်ရရမှမရတော့ဘူးလေအဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညာတရယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အန္တရာယ်ဖြစ်တာကုသိုလ်မဖြစ်နောက်တစ်ခုကတော့ အလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုတော့သူ့ကိုလည်းပဲလာဘန်တဲ့သူရရမဲ့ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါတော့အလူကံပုဂ္ဂိုလ်အလှတဲ့ပုဂ္ဂိုလ်ကဒါရကကကုသိုလ်ရရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူးဟောအလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာ ਨੇ တူတူပဲတဲ့ လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အနေရပြူရံနဲ့ဒူဒူပဲတဲ့။ယက်ဆော်ဗျာဒါမျိုးငါဘယ်တော့မှမလုပ်ဘူး။နောက်ဆုံးမှာသူများလူရံကိုဟန်တားတဲ့ပုဂ္ဂိုလ်ဟာတဲ့။မဟန်တားခင်ကတည်းကသူ့ရဲ့စိတ်ယုတ်မှကြောင့်မို့လို့။သူများလူရံသူကသူလူတာပဲလေ။အဲ့တော့မလိုမုန်းတားတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတယ်။ ဖြစ်သွားတော့မဟာတာခင်ကလေးကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလန့်လာပါရရှိမဲ့အန္တရာယ်ကို မပြုတ်ခင် ချွတ်တင်ပြီးတော့သူ့ရဲ့ခုံတိတ်ခါလေးသူဖြက်ဆီးပြီးသားဖြစ်သွားပြီဒီလိုဆိုလို့ရနော်အဲ့တော့ရသဗျာဆုတ်လို့တာကသူများလှူတာကို မလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာ ဒီအချက်၃ချက်ကို သူ့မှာထိခိုက်နစ်နာမှု၃ခုသူလုံးတဲ့အလုပ်ကြောင့်ဒါယကာမှာကုသိုလ်ရရမှာ မရတော့ဘူးအနုကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူ့ကိုယ်တိုင်မှာကိုယ့်ရဲ့ဂုံသိက္ခာကိုကိုယ့်အကိုဖြတ်စည်းပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြော ဒါကြောင့်မလို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တရိษံပဲကျွေးကျွေးလူကိုပဲ